မြန်မာထိုင်းနယ်စပ်မြရီမြို့မှာမြန်မာတက္ကရာ1386ခုနှစ်ကနေ1388ခုနှစ်ကိုကူးပြောင်းတဲ့နှစ်စံတရနေ့ဧပြီ18ရက်နေ့မနက်ပိုင်းကစီဝိတဒါနငါလွတ်တာနဲ့85နှစ်အထက်ဘိုးဘွားတွေကိုပူဇော်ကြော့ဝယ်ရီပြုလုပ်ခဲ့ပါတယ်1388ခုနှစ်မြန်မာနှစ်စံတရနေ့မနက်ပိုင်းကရွှေမြင်းဝန်စီတီတော်ဗရဝံအတွင်းမှာရှိတဲ့ဓမ္မယုံမှာဆရာတော်တန်ဃာတော်တွေကိုဆွန်းဆက်ကက်လူရန်ပြည်တဲ့နောက်မြရီမြို့ပေါ်ရက်ွက်တွေလမ်းမကြီးတွေနဲ့အမတ်တဲ့ချစ်ကြည်ရတရာအမတ်နဲ့ချစ်ကြည်ရတရာတို့မှာ ကားနဲ့လှည့်လည်ပြီးအနီရကင်းပရိတ်ရုပ်ဖတ်ပူဇော်ခဲ့ပါတယ်။အဲနောက်ဇီဝိတဒါနငါးလုပ်ပွဲကိုနေဆက်စီသာတောင်ရင်မြေမိုးကုတ်ကိမှာပြုလုပ်ခဲ့ပါတယ်။ ဒါပြင်ရှင်မင်းဝန်ဓမ္မယုံမှာအသက်85နှစ်အထက်ဘိုးဘွား134ဦးကိုလူမှုရေးဝန်ကြီးနဲ့ဒေသတာဝန်ရှိသူတွေကတက်ရောက်လာတဲ့ဘိုးဘွားတွေကိုလှူဒန်းငွေအထောက်ပံ့ပစ္စည်းတွေနဲ့လှူဒန်းကြောခဲ့ပြီးမတက်ရောက်နိုင်တဲ့ဘိုးဘွားတွေကိုအိမ်နံရရောက်သွားရောက်ပူဇော်ကြောခဲ့ကြတယ်လို့သိရပါဗျ။ဘိုးဘွားတွေရဲ့ကိုယ်စားအဖိုးတော်ဦးကကျေးဇူးတင်စကားပြောကြားပြီးတဲ့နောက်အခမ်းအနားကိုရုပ်သိမ်းပြီးဘိုးဘွားတွေကိုတက်ဆိုင်ရာနေအိမ်တွေစီပို့ဆောင်ပေးခဲ့တယ်လို့သိရပါဗျ။